Hello အားလုံးပဲမင်္ဂလာပါရှင် KSTAR Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဆွေးနွေးခြင်းနဲ့ခေါင်းစဉ်ကလေးကတော့ဖြစ်ချင်တာနဲ့ဖြစ်နိုင်တာဘာကိုရွေးတင်တယ်လဲဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ဖြစ်ချင်တယ်ဆိုရဲမိမိရဖြစ်ချင်တာရွေးချင်တာပေါ့ဒါပေမဲ့အဲ့ဒီဖြစ်ချင်တဲ့အကြောင်းအရာတစ်ခုဟာအခြေအနေတစ်ခုကြောင့်အဆင်မပြေဘူးရ လက်ရှိအခြေအနေမှာရဖို့အဆင်မပြေဘူးဆိုရင်တော့ဖြစ်နိုင်တာကိုကိုကလုပ်ရမယ်အဲ့ဒီဖြစ်နိုင်တာကိုလုပ်ပြီးတဲ့လုပ်နေပြီးတော့မှဖြစ်ချင်တာကိုကိုကဘလို့တက်လှမ်းမလဲဆိုတဲ့အကြောင်းကိုဆွေးနွေးမှဖြစ်ပါတယ်သိချင်တဲ့လူတွေကလိုက်ကြည့်ပေးပါကျမရဲ့ကိုတွေးဖြစ်နေပြောရမယ်ဆိုရင်တော့ကျမဆယ်တန်းဖြည့်တဲ့အချိန်ပေါ့နော်ဆယ်တန်းဖြည့်တဲ့အချိန်တုန်းကဆိုရင် ကျမက institute ကိုရောက်ချင်တယ် ဖြစ်ချင်တယ်ပေါ့ ECU ဆိုတာဆရာဝန်လိုင်း engineer လိုင်းပေါ့ကိုရဲ့ဆယ်တန်းအမှတ်နဲ့ရောက်ချင်တယ်တကယ်လဲစ조사ခဲ့တယ်စ조사တယ်ဒါပေမဲ့တကယ်တမ်းအမှတ်ထွက်လာတဲ့အခါကျတော့အဲ့ဒီ institute ကိုရောက်ဖို့အတွက်လုံလောက်တဲ့အမှတ်ကကျမမရဘူးဆိုတော့ဘာဖြစ်သွားလဲဖြစ်ချင်တာကိုကျမကအဲ အာအဆင်မပြေဘူးပေါ့ဆိုတော့ကျမဘာဖြစ်နိုင်တယ်လဲကျမလိုက်ရှာလိုက်တယ်လိုက်ရှာလိုက်တဲ့အခါမှာဆိုလို့ရှိရင်ကျမရဲ့ဖြစ်နိုင်တာဘာလဲဆိုရင် GDI entrance ကနေပြီးတော့အာဖြေလို့ရတယ် GDI အောင်လို့ရှိရင် BTech တို့ BE တို့ပေါ့နော်အဲ့ဒီအာ institute ကိုသွားလို့ရတယ်ဆိုတာကိုကျမကတွေ့ရတယ်တွေ့ရတဲ့အတွက်ကြောင့်ကျမဟာ GDI ကိုတက်လိုက်တယ် ် GDI တက်လိုက်တဲ့အတွက်ကြောင့်ကျမဘာအကျိုးကျေးဇူးကိုရရှိသွားလဲဆိုလို့ရှိရင်အခုအချိန်မှာကျမက institute ဖြစ်တဲ့ Bachelor of Engineering ပေါ့နော်အဲ့ဒီဘွဲကိုကျမရသွားတယ်။နောင်လာနောက်သားတွေကိုပြောချင်တာဘာလဲဆိုလို့ရှိရင်ဖြစ်ချင်တာကိုပဲစဉ်းစားနေပြီးတော့ဖြစ်ချင်တာမဖြစ်လာရင်ဝမ်းနည်းနေမယ့်အစားဖြစ်နိုင်တာကိုကြိုးစားပြီးတော့ဖြစ်ချင်တာကိုရယူပါလို့ပြောချင်တဲ့ concept ကိုပေးချင်ပါတယ်ရှင်။ ဘာဖြစ်လို့လဲဆိုတော့ဆရာတယောက်ကျမကိုဆုံးမခဲ့တယ်လို့ပဲရန်ကုန်ကနေမြေကြီးနားကိုသွားမယ်ဆိုလို့ရှိရင်တက်ရိုက်လေရင်နဲ့လည်းသွားလို့ရတယ်ခဏပဲပေါ့เนาะဟိုဥပမာ1 hour flight ပေါ့သွားလို့ရတယ်ရောက်သွားပြီအဲ့လိုပဲတကယ်လို့ flight နဲ့သွားဖို့အဆင်မပြေတဲ့လူကရန်ကုန်ကနေမန္တလေးကိုသွားမယ်မန္တလေးကနေမြေကြီးနားကိုသွားမယ်ဥပမာရန်ကုန်ကနေမန္တလေးကိုဟိုကားက၄နာရီကြာမယ်မန္တလေးကနေမြေကြီးနားကိုကားနဲ့၃နာရီလောက်ကြာမယ်ဆိုရင် စုစုပေါင်းတော့8နာရီလောက်တော့ကြာသွားမယ် တခြားလူကလည်းရန်ကုန်ကနေမြကျိနားသွားမယ်တခြားနောက်တစ်ယောက်ကလည်းရန်ကုန်မန္တလေးမြကျိနားသွားပေမဲ့လည်းမြကျိနားကိုတော့တူတူရောက်တယ်သွားတဲ့လမ်းတွေကတော့မတူဘူးအချိန်တစ်ခုကတော့ကြာချားပေမဲ့လည်းတကယ် target ရောက်တဲ့ပန်းနိုင်ကတော့တူတယ်ဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်ရှင်အဲနောက်ပြီးတော့ကျွန်မပြောချင်တဲ့နောက်တစ်ခုကဘာလဲဆိုတော့ရွေးချယ်မှုဖြစ်ပါတယ်ရွေးချယ်မှုကဘာလဲဆိုလို့ရှိရင်အာ GDI တက်တဲ့အခါမှာဆိုလို့ရှိရင် ကဲဟုတ်ပြီဒီစီကျူးကိုမသွားတော့မရတဲ့အတွက်ကြောင့် GDI ကိုသွားမယ်ဆိုတဲ့အခါမှာရှောက်ကြတဲ့အခါမှာမိသားတွေကိုရွေးတဲ့ဟာကြုံရတယ်ပေါ့နော်မိသားတွေကိုရွေးတော့အဲ့ဒီခေတ်ကဘာခေတ်စားလဲဆိုရင် civil ကခေတ်စားတယ် civil ဟာဆိုရင်အမျိုးသမီးမိန်းကလေးနဲ့လည်းတင်တော်တယ် civil ကအလုပ်ရတာများတယ်ပေါ့ unfortunately အာဘာဖြစ်လဲဆိုရင်ကျမက mechanical နဲ့ပတ်သက်တဲ့မိသားကိုကျမရတယ် ဆိုတဲ့ခါကျတော့ကျမတက်မလားမတက်ဘူးလားဆိုတာကိုကြုံရတယ်ပေါ့နော်ဒါကကျမရဲ့ကိုယ်တွေ့လေးကို sharing လုပ်ခြင်းဖြစ်ပါတယ်အဲအဲ့မှာဆိုရင်အာဘယ်လိုတက်မလားမတက်ဘူးလားပေါ့ဆိုတော့ကဲစဉ်းစားလို့ရှိရင်ဘယ်လိုလုပ်ရမလဲဖြစ်ချင်တာကတော့ server ဖြစ်ချင်တယ်ရတော့ mechanical ရတယ်ဆိုဘယ်လိုလုပ်မလဲမတက်နိုင်ဘူးလေဖြစ်တင်တာအာဖြစ်နိုင်တာကိုပဲရွေးပြီးတော့ကျမတက်လိုက်ရမှာပေါ့ တက်လိုက်တဲ့အချိန်မှာဆိုရင်ဘာဖြစ်သွားသလဲเนาะအခုကြီးရှုနေတဲ့သူတွေကကျမဟာမကနီကယ်တက်လိုက်လို့ကျမဘာဖြစ်သွားသလဲမဟုတ်ဆေးဘဲမကောင်းပြောတာမဟုတ်ဘူးเนาะအဲ့ဒီအချိန်တုန်းကအာလိုချင်ခဲ့တဲ့အရာကတခြားရတာတခြားဆိုတဲ့အကြောင်းပြောပြချင်တာအဲ့ဒီမှာမကနီကယ်ကိုတက်လိုက်တယ်တက်လိုက်ပြီးတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကျမပြောချင်တာကအလုတ်လျှောက်တာ ਨੇ ပြောချင်တယ်အလုတ်ကကျမဘလို့အလုတ်ကိုရသွားသလဲเนาะ အလုပ်ကိုရာသွားတယ်လဲဆိုတော့မကနီကယ်နဲ့ကျမဘွဲရသွားတယ်ပေါ့နော်ဘွဲရသွားပြီးတဲ့အချိန်မှဆိုရင်ကျမကအလုပ်လျှောက်တော့မယ်ပေါ့ကျမတငယ်ချင်းတွေကလည်းအလုပ်ရသွားပြီးအဲ့ဒီအချိန်မှကျမဘာဖြစ်လဲဆိုရင် AutoCAD တင်တန်းကိုကျမတက်နေပုံဆွဲရဝန္ဒနာပါတော့ AutoCAD ပေါ့နော်အဲ့ဒီ AutoCAD တင်တန်းကိုတက်နေတဲ့အချိန်မှဆရာမကကျမအိမ်ကိုဖုံးဆက်လာတယ်။သမီးအလုပ်ရှာနေလား။ဟုတ်ကဲ့။ဒီချဲသမီးအလုပ်ရှာနေပါတယ်ဆိုတော့သမီးရေတဲ့ တီချဲတဲ့အတိတရာအတိပေါ့နော်အဆက်ဆက်တစ်ခုကနေပြီးတော့အလုခေါ်တာအလုခေါ်တယ်တဲ့အဲ့ဒါတဲ့အားကြံ့လူလူတဲ့တမီးတဲ့သွားချက်ချင်းအင်တာဗျူးသွားလိုက်ပါတဲ့အဲ့ဟုတ်ခဲ့ပါဒီချဲသွားလိုက်ပါမယ်ဆိုပြီးပြောလိုက်ပေမဲ့အဲ့ဒီနေရာဘာလဲဆိုတော့တလင်းကိုနေနေဖြစ်တလင်းကိုနေနေဖြစ်နေတော့ယုံနေရလဲပိတ်နေရလေပိတ်နေပေမဲ့လဲဆ iam မချက်ချင်းသွားလိုက်ဆ iam မအခုဖုံးဆက်ထားပေးမယ်ဆိုတော့ကျမမသွားလို့လည်းမရဘူးဆိုတော့ကျမအိမ်ကိုပြောပြတယ် အဖေနဲ့မေပေါ့ကျမဒီနေ့အင်တာဗျူးသွားမယ်ဆိုတော့အဖေနဲ့မေရလဲဘယ်လိုလဲဆိုတော့ရှိတ်ခေတုံးကအရင်တော့ဆိုလို့ရှိရင်တိတ်စိတ်မချဘူးဆိုတော့ like ခဲ့မယ်တဲ့အဖေက like ပို့မယ်တဲ့ဘာဖြစ်လို့လဲဆိုတော့တလင်းကိုနေနေကြီးပေါ့အင်တာဗျူးသွားမှာဆိုတော့အဖေ like ပို့တယ် like ပို့တဲ့အချိန်မှာအမေကလည်း "तू ကလည်းတဲ့အိမ်မှာတဲ့တယောက်တည်းမနေဘူးတဲ့ like ခဲ့ပေးမယ်ဆိုပြီး like တော့သားမိ၃ယောက်အင်တာဗျူးကိုသွားကြတယ် တော့ကြတော့အခုမှသာကျမအင်တာဗျူးမသွားခင်မှာဘာတွေလုပ်ရမလဲဘာမယ်ပြောပေမယ့်အဲ့ဒီအချိန်တော့ပထမဆုံးအတွေ့အကြုံဖြစ်တဲ့အတွက်ကြောင့်ကျမမှာ CV form တစ်ခုပဲ print ထုတ်ထားတယ်ပေါ့နော်နောက်ပြီးတော့ပြင်ဆင်ထားဘာထားလည်းမရှိဘူးဒီတိုင်းပဲသွားလိုက်တာသွားလိုက်တဲ့အချိန်မှာဘလို့ဖြစ်လဲဆိုတော့အဲ့မှာလူကြီးနဲ့တွေ့တယ်လူကြီးကဘာပြောလဲဆိုရင်သမီးကိုတဲ့ခဏတော့တဲ့ဟိုဟာဆန့်ဟိုဟာပေါ့ testing လုပ်ရမယ် testing auto get test လုပ်ရမယ် test လုပ်မှာဖြည့်မယ်ပေါ့မဖြစ်လဲကိုလည်း auto get ရနေရပဲဆိုပြီးတော့အဲ profile session လေးတစ်ခုကိုကျမကိုဆွဲခိုင်းတယ်ဆွဲခိုင်းတယ်အဲ့ဒီအဲ့ဒီလူကြီးကဘာပြောလဲဆိုလို့ရှင်သမီးရဲ့ dimension လေးအဲမသေးကြဘူးမမြင်ရဘူးဆိုရင်တော့ပြောတယ်ဘလို့ဆွဲသားလဲဆိုတာတော့မပြောနဲ့တဲ့အဲ့ဒါနဲ့ဩမပြောဘူးပေါ့ကိုကိုကဆွဲလိုက်တယ်ဆွဲလိုက်ပြီးတော့ အဲ15မိနစ်နဲ့ပြီးအောင်လိုရမယ်တဲ့လိုရမယ်ဆိုတော့အဲ့ဒီအချိန်မှာဘလို့ဖြစ်လဲဆိုတော့ဆွဲဖို့စနေတဲ့အချိန်မှာမိုးတွေကရွာလာတယ်ရွာလာတဲ့အချိန်မှာအဖေကတော့ကျမနောက်ကထိုင်ဆောင်နေတယ်ပေါ့အမေကကားထဲမှာကြံခဲ့တယ်ကြံခဲ့တဲ့အချိန်မှာကျတော့ကျမပြောလိုက်တယ်အာ အဲ့ဒါလို့အဲ့အကားပေါ်မှာလို့အမေကကြံခဲ့တာလို့မိုးတွေကယုံရနေရယ်ဆိုတော့အဲ့လူကြီးကလည်းသဘောကောင်းတယ်အဲ့ဒါဆိုသွားခေါ်လိုက်ပါတဲ့တယောက်သေးကြတော့ဘယ်ကောင်းမလဲတဲ့မိုးတွေကယုံရနေရယ်ဆိုတာအဲ့ဒါအဖေသွားတဲ့အခါအဖေကသွားခေါ်လိုက်တော့အဲအမေနဲ့အဖေနဲ့ကကျမအင်တာဗျူးဖြေတာကိုထိုင်ကြည့်နေတယ်လူကြီးကလည်းသူ့ခုံမှာသူရှိနေတယ်ပေါ့ အဲ့ဒါမျိုးကျွန်မအင်တာဗျူးဖြေခဲ့ရတာဖြေပြီးတော့ကျတော့ပြီးသွားရောပေါ့နော်ပြီးသွားတဲ့အခါမှာဆစ်လိုက်တဲ့အခါကျတော့အဆင်အဲ့နဲ့အဲ့လူကြီးကမေးတယ်ဒီ profile ကိုတဲ့ဘယ်လိုဆွဲတာလဲတဲ့ဆရာအာဦးဟိုတမီလို့ပိုလာနဲ့ဆွဲလိုက်တာလို့ဆိုပြီးတော့အဲ့ဒါဘယ်လိုဆွဲလဲဆိုတာကိုပြလိုက်တယ်။ Okay တဲ့ရပြီတဲ့တမီသားဆိုရင်အောင်းအောင်အဆင်ပြေတဲ့နောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒီ area ဟို မှန်ဘလူးလေးနှစ်ခုနဲ့ adjust လုပ်ပြီးတော့အနေအမြင်လေးတွေကိုစစ်တယ်အဲ့ဒါလေးတွေကိုစစ်တော့ဘဟာတဲ့အပေါ်ဆုံးမှရောင်းနေလဲအောက်မှရောင်းနေလဲတဲ့အဲ့ဒါလေးကိုကြည်ပေးတယ်ဆိုတော့ကျမကြည်တယ်ကြည်ရောကျမလည်းသိပ်ပြီးတော့အဲ့ဒါကိုသိပ်မလုတ်တတ်ဘူးမလုတ်တတ်တော့အရန်ကြီးတော့မှန်မနေဘူးတဲ့ဒါပေမဲ့ရတယ်တဲ့ရတယ်တဲ့သမီးလာခဲ့ဆိုပြီးတော့အဲ့ဒါဆိုရင်ဆက်ပြီးတော့ပြောမယ်ပေါ့နော်ဆိုတော့သမီးတဲ့မနှက်ဖန်ကြရင်လည်းအလုံးစဆင်းလို့ရပြီတဲ့ ါပေမဲ့တမီးကိုတဲ့ salary အကြောင်းကိုပြောပြမယ်တဲ့ salary ဆရာမအမှားလိုက်တာကဘာလဲဆိုရင်တမီးတဲ့ထောင်တပေါင်းခွဲမရရင်မလုပ်ခဲနဲ့တဲ့တပေါင်းခွဲရရမယ်တဲ့ဆရာမတပည့်လေးဆိုရင်တပေါင်းခွဲပြီးတယ်ဆိုတော့ကျမအနေနဲ့ကဘာဖြစ်ချင်လဲတပေါင်းခွဲရချင်တယ်အလုပ်ကိုအဲ့ဒီခေတ်ကပေါ့နော်2000ခုနှစ်လောက်ကထင်ပါတယ်အဲ့အဲ့လောက်ပါပေါ့နော်အဲ့နဲ့တပေါင်းခွဲကိုကျမမျှော်မှန်းတာပေါ့နော်အဲ့နဲ့ အဲ့ဒီလူကြီးကဘာပြောလဲဆိုတော့သမီးတဲ့အစမ်းခန့်ကာလက3လဖြစ်တယ်တဲ့သမီးကိုတဲ့ဥရောပါတဲ့အစမ်းခန့်ကာလ3လအတွင်းမှာ8000နဲ့စပေးမယ်ဟာဆရာမ1000ကိုပေးမှာ8000ဆိုတော့တဝက်နီးပါးလောက်ညော့နေတော့ကျမကနည်းနည်းတော့ဟို ခက်လေးပြီပြီပေါ့နော်ဟိုအသက်20ကျော်လောက်ပဲရှိသေးတယ်ဆိုတော့အရန်ကြီးကမလုံချင်တော့ဘူးဆီယမစကားလည်းနားထောင်နေဆီယမကတသောင်းခွဲရမှလှုပ်လို့ပြောခဲ့တယ်ဆိုတော့လည်းတိတ်မလုံချင်တော့ဒါမဲ့သမီးနဲ့မပူနေတဲ့3လပြည့်ရင်နဲ့တက်သောင်းကိုတိုးပေးမှာတဲ့၈000ကတော့ဒါ ဟို provision ကာလာမှုလို့ပေါ့နော်တသောင်းကိုတိုးပေးမှာတဲ့ပြီးရင်တသောင်းရလို့ရှိရင်တဲ့တမီတဲ့တသောင်းခွဲဆိုတာလေတဲ့နီးနေပြီးတဲ့လုံးအောင်လုံးလုံးမလားတဲ့ဟိုလုံးပါလို့တော့မပြောဘူးအဲ့ဒါ choice ပေါ့နော်တမီစဉ်းစားရတဲ့အဲ့နဲ့လို့လို့အောင်လဲစဉ်းစားတဲ့အချိန်မှာအဖေအမေတွေကိုလှည့်ကြည့်လိုက်လှည့်ကြည့်လိုက်တဲ့အချိန်မှာအဖေနဲ့အမေနဲ့ကတမျိုးစီဟိုလုံးလိုက် လုံးလိုက်အဲ့လိုအတန်တော့မကြောက်ဘောနော်အဲ့လိုအမူအရာတွေနဲ့ပြနေတဲ့အခါကျတော့ကျမကလည်းအဖေမိတွေကအမြဲတမ်းဥထိတ်ထားလေးရှိတော့အာအဖေမိတွေကလည်းလုံခိုင်းနေဆိုတော့အမတန်မန်ရှော့ပေါ့နော်ကဲဖြစ်နိုင်တာဖြစ်ချင်တာတပေါင်းဘွယ်ဖြစ်နိုင်တာရှစ်ထောင်ဆိုတော့ဖြစ်နိုင်တာဟိုပဲโอเคလုတ်ပါမယ်သမီးမနှက်ဖန်အလုတ်ဆင်းပါမယ်လို့ပဲပြောခဲ့လိုက်တယ်ဒီလိုရွေးချယ်လိုက်တဲ့အတွက်ကြောင့်ကျမရဲ့အာ ကောင်းမွန်တဲ့အချက်တရားဘလို့ဖြစ်သွားလဲဆိုတော့ကျမဟာအင်တာနက်တွေအီးမေးလ်တွေအဲ့လိုတက် new technology ဘိုင်းကိုအဲ့ဒီအလုံးမှာထဲထဲဝင်လုံးလိုက်တဲ့အတွက်ကြောင့်အများကြီး improvement ဖြစ်သွားတယ်ပြီးလို့ရှိရင်ကျမចောင်းဒီမှာចောင်းတက်ဖို့အတွက်အဲ့ဒီမှာမိတ်ဆွေပေါင်းသင်းနေရပြီးတော့ good communication ရပြီးတော့ကျမဟာအဆင်ပြေတဲ့ level တစ်ခု ရောက်ခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်လူတွေဟိုတခြားနောင်လာနောင်သားတွေကိုပြောချင်တာကတော့ အဲဖြစ်ချင်တဲ့အရာကိုပဲတွေးပြီးတော့ရက်မနေပါနဲ့ပေါ့နော် ဖြစ်နိုင်တာလေးတွေကိုတဖြည်းဖြည်းလုပ်ရင်းလုပ်ရင်းမှာဖြစ်နိုင်တဲ့အရာကိုလလန်းယူကြပါလို့အကိုတွင်းအဖြစ်ပြက်နဲ့ရှင်ပြီးတော့ပြောကြရင်လည်းဒီကုန်းချုပ်လိုက်ရပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ်ဘိုင်ဘိုင်